ာနွေခရိုနီကယ်ဒီဇင်ဘာ6မြင်တွင်ပြည်တွင်းစစ်နှင့်မြမစည်းဝါးရေးဒုက္ခတွေကြားတဲ့ကမြမနိုင်ငံလူလူရဲ့ဘဝမြမနိုင်ငံစည်းဝါးရေးခြေနေလူနေမှုစရိတ်ဆင်းရဲမှုငမ်းမမှုစတဲ့အကြောင်းအရာတွေကနိုင်ငံရေးဖြစ်ပျက်တွေလောက်လူစိတ်ဝင်စားမှုမရှိကြပါဘူးစစ်ပွဲအောင်နိုင်မှုရှုံးနေမှုနေမြေသိမ့်ပိုင်နိုင်မှုလက်လွတ်ဆုံးရှုံးမှုတဲ့တွင်တွေကပုံမှုစိတ်ဝင်စားလေရှိကြတာတွေ့ကြရပါတယ်တိုက်ပွဲတွေမှာလူသက်ဆုံးရှုံးမှုတွေရေထွက်ပေါ်ပြတာတွေ ရန်သူဘက်ရဲ့တေဆုံးမှုတွေကိုခံမဲဖော်ပြတာတွေနှစ်ဖက်တိုက်ပွဲတွေကြားထိုးစစ် လေကြောင်းတိုက်ခိုက်မှုတွေကြားအသက်ဆုံးရှုံးကြတဲ့လူအသက်တွေရေတွက်ဖော်ပြကြတဲ့သတင်းတွေကနေ့စဉ်သတင်းဆာမျက်နှာတွေရဲ့ထိတ်ဆုံးနေရာတွေမှာနေရာယူထားကြတာတွေ့ရပါတယ်အသက်ဆုံးရှုံးမှုတိကျတဲ့အရာမှုသတင်းတွေကလူတွေရဲ့စိတ်ခံစားမှုကိုဆွဲဆောင်နိုင်တယ်လို့ပဲစိတ်ရည်အောင်မြင်မှုရှုံးနိမ့်မှုသတင်းတွေကလည်းလူတွေရဲ့စိတ်ခံစားမှုတွေကိုနှိုးဆော့နိုင်ကြတဲ့သတင်းတွေဖြစ်ပါတယ်ဒီလိုဖြစ်ရတွင်တဲ့ဗျာနဲ့ထက်မှာပဲပြည်တွင်းစစ်ပွဲချင်းတွေအောက်မှာ ငွေကြေးရှာဖွေနေကြတဲ့အစွမ်းကုန်တည်ရန်ဇာတ်ထုတ်ယူတာလူသုံးကိုစားတော့ကုန်တည်ဆောင်မှုဖြတ်တန်းတော်လောင်မှုတွေပေါ်အခုကောက်ကန်တာတွေစတဲ့ဖြစ်စဉ်တွေကလည်းဖြစ်ပွားနေတာဖြစ်ပြီးဒီလိုဖြစ်စဉ်တွေဖြစ်ရတွေဟာပုံမှန်အခြေအနေမျိုးတွေမှာတွေ့ရမယ်အရာမျိုးတွေမဟုတ်ပဲအခုလိုပြည်တွင်းစေကာလအတွင်းဥပဒေစီမင်းစီကံစတာတွေအားလုံးပြစ်ပယ်ထားလို့ရတဲ့အခြေအနေမျိုးမှာသာတွေ့မြင်နိုင်ကြတဲ့ဖြစ်ရတွေဖြစ်ပါတယ်။ဒီလိုတည်ရန်ဇာတ်အလွန်ကြုံထုတ်ယူမှုတွေစီမင်းတတ်မှတ်ချက်မရှိတဲ့အခွန်အောက်ကောက်ခံမှုတွေက တိုက်ပွဲတွေကိုဆက်လက်ရင်ဆိုင်တိုက်ခတ်နိုင်ဖို့လိုအပ်တဲ့ငွေကြေးရရှိဖို့လှုံ့ဆော်ကြရတာဖြစ်ပြီးဒီလိုကာလတွေမှာဘဲဖွဲ့စည်းဘဲပုတ်ကူကမှဥပဒေနဲ့ညီဖို့ကြိုးကြောင်းစီလျော်ဖို့အနာဂတ်အကျိုးဆက်တွေကိုထည့်သွင်းစဉ်းစားပြီးချင်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 းလှုံ့ဆော်ဖို့ထိန်းကျောင်းနိုင်မှာမဟုတ်ပါဘူးဒါတွေကလက်နက်ကင်ထားတဲ့အဖွဲ့သီးသီးကစစ်ပွဲအတွက်စစ်ပွဲမှာပါဝင်နေတဲ့ဖွဲ့စည်းတွေလက်နက်ကင်သူတွေအတွက်ငွေကြေးရှာဖွေနေကြတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်ဒါတွေကစစ်ပွဲတွေအတွက် ရမုံဝင်ရှာဖွေကြတဲ့ဖြစ်စဉ်ဖြစ်တွေဖြစ်ပါတယ်ပြည်သူလူထုအနေနဲ့ကတော့စစ်ပွဲတွေရဲ့လက်နက်ဘေးရန်တွေကလုံးမြောက်ဖို့ကြိုးစားတင်းရှောင်နေထိုင်ရင်တစ်ဖက်မှာအသက်ရှင်နေထိုင်မှုစားရည်မိုးကာနေနေထိုင်နိုင်ရည်နာဖျားမကျန်းမာခဲ့ရင်ကျန်းမာရေးကုသမှုခံယူနိုင်ဖို့စတဲ့အခြေအနေတွေရယူနိုင်အောင်အသေးအံကြိုးစားနေကြရတာဖြစ်ပါတယ်အဲ့ဒီလိုကြိုးစားနေတဲ့အချိန်နေကြီးကျမ်းမာရေးမဆိုတာပဲစားတော့ဖို့ရိတ်ခါတော့မလုံလောက်တဲ့အချိန်ကြီးရင်ဆိုင်ကြုံနေရသူတိမ့်တန်းတဲ့ကြီးရှိနေကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့စည်ရင်းကောက်ယူမှုတွေအရနေရင်းကထွက်ပြေးတင်းချောင်သူ၄ဇန်နီးပါးရှိပြီးလူဦးရေရဲ့90ရာခိုင်နှုန်းကျော်ဟာစည်ရင်းမွေးတိမ်မှုမြင်းရဲ့အောက်မှာရှိနေကြတယ်လို့ယမန်နေ့ကထုတ်ပြန်တဲ့ကိန်းဂဏန်းတွေကဖော်ပြထားပါတယ်2019ခုနှစ်ကနေနိုင်ရှင်ရင်စင်းရင်မွေးတင်မှုမြင်းအောက်ရောက်ရှိသူ2ဆဒေါ်လာတဲ့သဘောလို့လဲဆိုထားပါတယ်။အခုလိုစင်းရင်မွေးတင်မှုမြင်းအောက်ကို2ဆဒေါ်လာလဲအဓိကအကြောင်းရင်းကစစ်ပွဲတွေဖြစ်ပွားလာပြီးစိုက်ပျိုးထုတ်လုပ်မှုဝင်းမြူရေးရေလုံငန်းကုန်သွယ်မှုတွေပေါ်ထိခိုက်ခါ ုံသွင်းရောင်းဝယ်မှုတွေလည်းထိခိုက်ပျက်စီးခဲ့ပြီးစစ်ပွဲတွေအတွက်အထက်မှစစ်သားစုဆောင်းမှုတွေနဲ့နိုင်ငံတွေကလုံလုံနိုင်တဲ့လူငယ်လူလတ်ပိုင်းတွေအိန္ဒိယနိုင်ငံတွေပြည်ပကိုထွက်ခွာကုန်ကြတဲ့အချက်တွေကလည်းစီးပွားရေးကိုထိခိုက်စေတဲ့အကြောင်းအချက်တွေဖြစ်ပါတယ်။စေရဲမှုအစိုးဆုံးရင်ဆိုင်နေကြတဲ့ပြည်နယ်တိုင်းတွေလို့ဆိုရင်ရခိုင်ချင်းပြည်နယ်တို့ကထိတ်ဆုံးမှရှိနေတဲ့သဘောဖြစ်ပါတယ်။၂၀၂၃နှစ်မှာ အီအီနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ကုံစီတင်ပို့မှုပိတ်ဆို့ခံရတဲ့ရခိုင်ပြည်နယ်ဟာဆင်းရဲမှုတန်းကိုအဆုံးဆုံးခံစားနေရတဲ့ဒေသတခုဖြစ်လာခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာနေထိုင်နေကြတဲ့သူတွေအနေနဲ့ရိတ်ခါလူသောကုန်ပစ္စည်းတွေကိုကန့်တက်ဝယ်ယူရတဲ့အနေအထားဖြစ်ပြီးတမျိုးနဲ့တမျိုးစိုက်ပျိုးထုတ်ကုန်တွေလည်းတည်ယူရောင်းချခြင်းမလုပ်နိုင်တဲ့အနေအထားကြောင့်ဝင်ငွေကအနေအဆုံးဖြစ်နေချိန်ကုန်ပစ္စည်းစည်းနှုန်းကအမြင့်ဆုံးနဲ့ဝယ်ယူသုံးစွဲနေကြတဲ့ခြေအနေဖြစ်တယ်လို့ အေအေထိန်းချုပ်ထားတဲ့နေမြေတွေဖြစ်တဲ့ကြောက်တော်မြောက်ဦးပုံနယ်ကျွန်းစတဲ့ဒေသတွေမှာလည်းအိန္ဒိယနိုင်ငံဘက်ကတင်သွင်းလာတဲ့စားတောက်ကုန်လူသုံးကုန်တွေကိုဝယ်ယူသုံးစွဲနေရတာကြောင့်မြန်မာတဲ့ဈေးနှုန်းနဲ့ဝယ်ယူရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ရခိုင်ပြည်နယ်အချို့သောဒေသတွေမှာ တောင်းညှန်းစားတောက်နေရတဲ့အနေအထားအထိရောက်ရှိလာနေပြီးအသက်ရှင်တန်ရေးအတွက်ခက်ခဲစွာရုန်းကန်နေထိုင်နေကြတဲ့နေသားလူသားကုန်သိက္ခာကိုပင်လေငဲကွက်ခြင်းမပြုနိုင်တော့ဘဲတောင်းညှန်းစားတောက်ကအသက်ရှင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လောက်ဆင်းရဲမွဲတေခြင်းမရှိတဲ့အတိုင်းမြန်မာနိုင်ငံရဲ့အခြားသောဒေသတွေဖြစ်တဲ့ချင်း၊ကရင်ပြည်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတပ်ပိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းစတဲ့ဒေသကကြီးရွာတွေစစ်ပေးတဲ့အငတ်ဘေးကိုတပင်းနဲ့ထဲရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါလေ။ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာလည်းဆင်းရဲမှုတန်းကိုစိုးစိုးရွာရွာခံစားနေကြတဲ့သူတွေအများပြားရှိနေတာဖြစ်ပါလေ။လက်ဖက်ရည်တစ်ခွက်ကိုကြက်ထောင်ကနေနဲ့ချီဖြစ်နေချိန်တရက်အနည်းဆုံးလိုအားကကကြက်6800သာရှိနေတာဖြစ်ပါလေ။ ခုနှစ်ထဲမှာတရားမဝင်ကုန်စည်တိုက်ဖျက်ရေးဆိုတဲ့စီမံချက်နဲ့လဲဆက်ကုန်သွယ်ရေးကဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုဖမ်းဆီးတာလဲဆက်ကုန်သွယ်ရေးတွေပိတ်ထားတာတွေကြောင့်လည်းပြည်ထဲမှာပြည်ပတင်သွင်းမှုကိုအားထားနေရတဲ့စားသုံးစီလိုဆက်ပြားစေဝါလူသုံးကုန်ပစ္စည်းတွေအဆမတန်ဈေးနှုန်းတက်တာဒါမှမဟုတ်ဝယ်မရတဲ့ပြဿနာမျိုးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။တရုတ်နယ်စပ်ကုန်သွယ်ရေးလည်းကောင်းမွန်စွာမလဲပတ်နိုင်ပြည်ရင်းထုတ်ကုန်တွေမပို့နိုင်သလိုပြည်ပကုန်ပစ္စည်းတွေလည်းမတင်သွင်းနိုင်တဲ့ခြေအနေမျိုးဖြစ်ပါတယ်။ ရခိုင်တရုတ်နယ်စပ်ကတင်ပို့နေတဲ့စံချမ်းတွေမတင်ပို့နိုင်ခြင်းကြောင့်စပားဆိုင်ပြို့သူတွေဈေးမရအရှုံးပေါ်တဲ့အခြေအနေနဲ့ရင်ဆိုင်ကြရသလိုကြောင်းမှုဆိုင်ပြို့တဲ့တောင်သူတွေလည်းတရုတ်ထိုင်းနိုင်ငံတို့ကိုပို့ဆောင်ရောင်းချဖို့အခက်အခဲတွေတားမြစ်ကန့်သတ်မှုတွေနဲ့ရင်ဆိုင်နေကြတာဖြစ်ပါတယ်။စံချမ်းဈေးကကျဆင်းနေခြင်းလူလက်တန်းစားဝယ်ယူစားသုံးလို့ရှိတဲ့ပေါ်ဆန်းမှုလိုစံမျိုးစားရဲ့ဈေးနှုန်းကတော့မြင့်တက်နေတာဖြစ်ပါတယ်။နေဆက်ကတဆင့်တင်သွင်းလာတဲ့ကွန်ပျူစီတွေရှားပါလာခြင်းပြည်တွင်းဖြစ်ကွန်ပျူစီတွေရဲ့ဈေးနှုန်းတွေလည်းမတည်ငြိမ်တော့တဲ့နေထားဖြစ်ပါလေ နေဆက်ကုံတွေရေးကိုတင်းကျပ်စွာဂိုင်းတွဲပိတ်ဆို့လိုက်တဲ့အကျိုးဆက်ကြောင့်ပြည်ပကတည်သွင်းတဲ့ကုန်စည်တွေဈေးမြင့်တက်နေခြင်းမှာကြက်ငွေတန်ဖိုးကခရိုင်းနှစ်လိုဆိုးရွားစွာကျဆင်းတာလှုပ်ခတ်တာမတွေ့ရတော့တဲ့အနေအထားလေးဖြစ်ပါလေ။မြမငွေတန်ဖိုးထက်မကျဆင်းတဲ့လက္ခဏာကတခုတည်းကွက်ကြည့်ရင်ကောင်းပေမဲ့တစ်ဖက်မှာဝယ်ယူစားသုံးရတဲ့အခြေခံစားတော့ကုန်ရဲ့ဈေးနှုန်းကမြင့်တက်နေတာဖြစ်ပါလေ။အခုလိုနိုင်ငံတွင်းကပြည်သူလူထုအနေနဲ့ခက်ခဲကြတဲ့စွာအသက်ရှင်သန်နေထိုင်နိုင်ရေးကိုခက်ခဲစွာကြိုးပမ်းနေကြမှာခေပြက်မှာ ချမ်းသာကြွယ်ဝသူတွေခြောင်လင်းသူတွေနဲ့အနေငယ်များသောရခိုင်နှုန်းအရရှိနေကြပါတယ်ရန်ကုန်မန္တလေးနဲ့အချို့သောမြို့ကြီးတွေမှာကလက်တွေဈေးကြီးတဲ့စားတောက်ဆိုင်ဘားတွေမှာနေ့စဉ်သုံးဖြုံနေတဲ့အလှတချို့လည်းရှိနေကြတာဖြစ်ပါတယ်ခေတ်အပြတ်မှာအခွင့်အလမ်းအမျိုးမျိုးရရှိကြတဲ့လူတွေရဲ့ဒုက္ခကိုငွေကြေးနဲ့လဲလှယ်ရယူကြတဲ့သူတွေဖို့အခုလိုပြင်းထန်ဆင်ပြီးအချိန်မြင့်နေခြင်းက၎င်းတို့အတွက်အခွင့်အလမ်းကာလသပွဲဖြစ်လာနေကြတာပါစစ်မှုထမ်းဖို့ဖန်စီခေါ်ဆောင်ပြီးငွေ30ခန်းကနေရာခနဲ့အထိတောင်းပြီးပြန်လွတ်ပေးတာမျိုး ာဏာသိမ်းစစ်တပ်အတွက်လက်နက်ကင်းတွေကိုပြည်ပကနေနှီးမျိုးမျိုးနဲ့ဝယ်ယူတင်သွင်းပေးနေတဲ့ခရိုနီတွေတဘာဝပုံဝင်ချင်းထိခဲ့ပျက်စီးလောက်အောင်အလွန်ကြုံထုတ်ယူတဲ့ဇယံဇာရတွေနဲ့ချမ်းသာကြွားသူတွေစသဖြင့်ခေပြက်တိုင်းပြည်ပြက်မှာအခွင့်အလမ်းအဖြစ်အသုံးချသူတွေလက်တဆုပ်စာအရေးအတွက်နဲ့ရှိနေကြတာဖြစ်ပါတယ်။တစ်ဖက်မှာတောင်းရင်စားတောက်နေတဲ့ပြည်သူလူထုနဲ့အခြားတစ်ဖက်မှာငွေကျပ်သိန်းတောင်းချီချမ်းသာကြွားသွားကြတဲ့ခေပြက်ခရိုနီအခွင့်အရေးသမားတွေရှိနေကြတဲ့အဖြစ်က နိုင်ငံရဲ့ကံကြမ္မာသွေရောမှုလို့ဆိုရမလားလို့တော့မှတ်ယူမိပါတော့တယ်ခင်ဗျာ။ ဆီးရီးယားတဲကန္တာရအလင်မှာရှီယောင်ယဉ်ကျေးမှုတမိုင်းဝင်ပါမိုင်ရာမျိုးတည်ရှိပါတယ်။ရှီယောင်ဘီတုကလက်ရာမြောင်များစွာကိုပိုင်ဆိုင်တဲ့ဒီပါမိုင်ရာမျိုးကို1980ပြည့်နှစ်မှာ UNESCO ကမ္ဘာအမွေအနှစ်နဲ့မြေ UNESCO World Heritage Site အဖြစ်စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်ပါမိုင်ရာမျိုးကရှာရှာပါပါရှီယောင်အမွေအနှစ်တွေကို IS အကြမ်းဖက်အဖွဲ့ကဒစိတပိုင်းဖျက်ဆီးပစ်ခဲ့ပါတယ်။ရှီယောင်ယဉ်ကျေးမှုမျိုးတော်ရဲ့အစိတ်ပိုင်းတချို့ကိုတော့ကောင်းမွန်စွာထိန်းသိမ်းထားနိုင်စေဖြစ်ပြီးတော့ အဲ့ဒီအထဲမှာပြည်ဆက်ယုံလဲပါဝင်ပါတယ်။စီးရီးယားသမရဟောင်းဘက်ရှာအယ်အာဆတ်အစိုးရပြုတ်ကျပြီးတော့တနည်းအကြမှာတော့ပါမာရာဒေသခံတွေကဒီရင်ကျင်းမှုနေမျိုးကိုခရီးသွားတွေပြန်လာဖို့မျှော်လင့်နေကြပါတယ်။ချက်သမရနိုင်ငံကတကူတော်ခရီးတဲ့တအူးကသူခီးစင်ကိုစီအားထက်တန်နေပြီးမြင်14နှစ်ကြာစစ်ပွဲတွေကြောင့်စီးရီးယားနိုင်ငံဟာနက်နက်ရှိုင်းရှိုင်းထိခိုက်ပျက်စီးနေသေးပါလို့ မှတ်ချက်ပြုခဲ့ပါတယ်။ဆီးရီးယားမှာကျွန်တော်လုံခြုံနေလို့ခံစားရပါတယ်။ဒါပေမဲ့ကျွန်တော်ရောက်လာတာဒုတိယနေ့ပဲရှိသေးတယ်။အံ့ဩစရာပါပဲ။လမ်းညွန်စာအုပ်တွေထဲမှာဖော်ပြထားတဲ့ဟိုတယ်အချို့ကိုကျွန်တော်ဖြတ်သွားခဲ့တာအလုံးကပျက်စီးနေတာတွေ့ခဲ့ရပါတယ်လို့ပြောဆိုထားပါတယ်။2011ခုနှစ်မှာဆီးရီးယားပြည်တွင်းစစ်မဖြစ်ခင်ကရှေးအောင်တမိုင်းဝင်ရင်ကျင်းမှုပါမန်ရာမျိုးကိုနှစ်စဉ်ကဘာလေးခရီးသွားတသိန်း9000ကျော်လာရောက်လဲပတ်ခဲ့ကြပါတယ်ခင်ဗျာ။ ယူကရိန်းနိုင်ငံခါကစ်ဖ်မြို့အနီးကတစ်တောထဲမှာပုံမှန်စီးရေးလေ့ကျင့်မှုတစ်ခုမှာပါ ယူကရိန်းအမျိုးသမီးစစ်သည်မန်ကာဟာရုရှားနိုင်ငံရဲ့ကျူးကျော်စစ်ကိုတံပြန်ဖို့ပြီးခဲ့တဲ့နှစ်ကတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့တာပါစစ်တပ်ထဲဝင်ရောက်ခဲ့ချိန်မှာမန်ကာဟာအသက်26နှစ်အရွယ်နိုင်ငံသားမှနေထိုင်နေပြီးတော့စားသောက်ဆိုင်တဆိုင်ကိုစီမံခန့်ခွဲခဲ့ပါတယ်အခုတော့သူ drone တွေမောင်းနေနေပါတယ်ကျေးဇူးချင်ရပါနေဝေးတယ်ဟုတ်လားမီမက်ဆီမမ်စစ်တပ်စစ်သားတအုပ်ရဲ့ပစ္စည်းကရိယာတွေအားလုံးကိုတော့ကျမမသေးဆောင်နိုင်ပါဘူးအများဆုံးသေဆောင်နိုင်တာကီလို20ပါ ဒါကြောင့်အဝေးကြီးဆိုရင်မတည်ဆောင်နိုင်ပါဘူး။အခုခေတ်နေပညာကြောင့်ခဲယမ်းတွေကိုကိုယ်တိုင်တည်ဆောင်ရတာဒါမှမဟုတ်ရှေ့တန်းကိုတည်ပို့စရာမလိုတော့တာမယုံနိုင်စရာပါပဲ။ Не піднімаючи його в руки і не біжучи з ним на на передову. Ukraine စစ်တပ်မှာစစ်သည်အင်အားပြက်လက်လာတဲ့အချိန်အထူးသဖြင့် Russia ရဲ့ကြီးမားတဲ့စစ်သားတပ်စုဆောင်ရေးနဲ့နှိုင်းယှဉ်တဲ့အခါ Ukraine နိုင်ငံဟာအမျိုးသမီးရေစီဦးလှည့်လာခဲ့ပြီးတော့ drone မောင်းနှင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ပါတယ်။ ူကရိန်းတပ်ဖွဲ့ဝင်9000ဟာအမျိုးသမီးစစ်သည်တွေဖြစ်ကြပြီးတော့ရုရှားကျူးကျော်စစ်စတင်ပြီးတဲ့နောက်ပိုင်း20ရာခိုင်နှုန်းတိုးမြင့်လာခဲ့တာပါကျမကတက်စုစီးမှုအဖြစ်နဲ့6လတာဝန်ထမ်းဆောင်ခဲ့တာပါ။တစ်ချိန်တည်းမှာကျမ drone တွေလည်းမောင်းရပါတယ်။ခီးစင်တွေကိုဒီစီးဘက်တာဝန်နဲ့လိုက်ရင်မာ big drone ကိုပါ ဒီပြိုင်နဲ့မောင်းနှင်လာနိုင်ခဲ့တာနောက်ဆုံးတော့ဂျမဒီအဆင့်ကိုရောက်လာတာပါလို့ယူကရိန်းအမျိုးသမီးစစ်တီတအူးကပြောဆိုထားပါတယ်။ယူကရိန်းအမျိုးသမီးတပ်ဖွဲ့ဝင်တွေကိုနည်းပညာဆိုင်ရာယာရူးတွေ၊တင်းနန်းနည်းပြယာရူးတွေနဲ့တခြားစစ်ဘက်ယာရူးတွေမှစူးစောင်းတောင်းဝန်ပေးအပ်နေပါတယ်။သူတို့ဟာယူကရိန်းတပ်ဖွဲ့ဝင်စုစုပေါင်းရဲ့9ရာခိုင်နှုန်းနီးပါးလောက်ရှိပြီးတော့အမျိုးသားတွေလိုမဖြစ်မနေစစ်မှုထမ်းစရာတော့မလိုဘူးလို့သိရပါတယ်ခင်ဗျာ။ အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျောင်းမှာဒီလအတွင်းဆိုင်ကလုန်းမုန်တိုင်းကြောင့်ရေကြီးမှုမြေပြိုမှုတွေမှာလူ900ကျော်တိဆုံကြောင်းအတည်ပြုထားပြီးတော့ယာနေ့ကြီးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။မြောက်ဘက်အာချေးတန်ရန်ဒေသကအသက်ရှင်ကျန်ရစ်သူတွေဟာစေတနာဝန်ထမ်းကေဇေးကြီးစခန်းတွေစီတွားရောက်ဖို့ကြိုးပမ်းနေကြပါတယ်။အဲ့ဒီနေရာတွေကိုရောက်အောင်တွားနိုင်ခဲ့တဲ့သူတွေကတော့တန်ရှင်းတဲ့အဝိအစားနဲ့ရေတွေရရှိကြတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။ကေဇေးကြီးပစ္စည်းပြန့်ဝေမှုတွေနှေးကွေးနေတာကြောင့် ဖျော်ဖျင်းဖြစ်နေတဲ့ကြားမှာလူရဲမှုတွေဖြစ်လာတယ်လို့ဒေသခံအမျိုးသားတအူးကပြောပါတယ်။ဒါပေမဲ့ဒုက္ခသည်စကန်းကိုရောက်လာသူတွေတောင်မှအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီမိသားစုကတော့သူတို့ရဲ့ဇနီးတွေနဲ့မိခင်ဖြစ်သူအသက်63နှစ်အရွယ် RS ဆုံးသွားတဲ့အတွက်ကြောင့်ဝမ်းနည်းပူဆွေးနေကြတာပါ။ သူဟာအလောတကြီးထွက်ပြေးခဲ့ရတဲ့အတွက်စေးဝါးတွေကြံရစ်ခဲ့ပြီးတော့နှစ်ရှည်ခံစားနေရတဲ့စီးကြိုယောဂါအတွက်စေးကူသားမှုမခံယူနိုင်ခဲ့တာကြောင့်ယာယီကေစေးစကမ်းမှာပဲတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။စူမာတွားဒေသခံအစိုးရတာဝန်ရှိသူတွေကဂျာကာတာမြို့တော်မှာရှိတဲ့ပြည်ထောင်စုအစိုးရကိုအမျိုးသားအရေးပေါ်အခြေအနေကြီးညာပေးဖို့တောင်းဆိုထားပါတယ်။ကေစေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေတွေထပ်မံချထားပေးဖို့သူတို့ကလိုလားနေကြပါတယ်။ ဒီသတင်းပတ်အစောပိုင်းတုန်းကတော့တမရပရာဘူဆူဗီယန်တို့ကအခြေအနေတွေတိုးတက်လာနေပြီးတော့လက်ရှိစီစဉ်ဆောင်ရွက်မှုတွေကလုံလောက်မှုရှိပါတယ်လို့ပြောကြားခဲ့ပါတယ်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကတော့တက်ထုဒူးပေါ်ရေးနဲ့တစ်ထုတ်လုပ်ရေးတွေကြောင့်ဖြစ်တဲ့တစ်တောပြုံးတိမှုတွေကရေကြီးမှုဒဏ်ကိုပိုဆိုးစေတယ်လို့အပြစ်တင်ပြောဆိုနေကြပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာရေဘေးတင်ဒေသတွေဝန်းကျင်မှာတစ်တောခုတ်ထွင်ရှင်းလင်းတယ်လို့ တန်တရားရှိတဲ့ကုမ္ပဏီတွေကိုစုံစမ်းစစ်ဆေးနေပါတယ်။တဘောင်းပတ်ဝန်းကျင်ဝန်ကြီးဌာနကတန်တရားရှိတဲ့ကုမ္ပဏီတွေရဲ့လုပ်ငန်းလေပတ်မှုတွေကိုယာယီရက်ဆိုင်ထားပြီးတော့တဘောင်းပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးမှုတွေလှုံ့ဆော်ခိုင်းသွားမယ်လို့ပြောကြားထားပါတယ်ခင်ဗျာ။ မှာယဉ်ကျေးမှုပြောက်ွယ်မှုကြီးနဲ့ကြုံနေရတယ်လို့ဖော်ပြထားတဲ့အမေရိကန်ရဲ့လုံခြုံရေးမဟာဗျူဟာစာတမ်းအပေါ် EU ဘက်ကတုံ့ပြန်လိုက်ပါတယ်။ဥရောပခေါင်းဆောင်တွေကထိတ်တိုက်တွေ့တာထက်တည်တည်ငြိမ်ငြိမ်နေဖို့ရွေးချယ်ထားကြပါတယ်။အမေရိကန်ရဲ့မဟာဗျူဟာစာတမ်းမှာ EU အပေါ်ဒီနှစ်တွေအတွင်းအပြင်းထန်ဆုံးဝေဖန်ချက်တွေပါဝင်နေပြီမယ့်လေတောင်းရှိသူအများစုကတော့ဝါရှင်တန်နဲ့တင်းမာမှုတွေကိုထိန်းထားဖို့ရည်ရွယ်ပုံရပါတယ်။ EU ရဲ့ထိတ်တန်းတန်ကမန်တွေကလည်းဒီဝေဖန်ချက်အချို့ကို short ပေါပြောဆိုနေကြပါတယ်။ EU နိုင်ငံသားရေးမူဝါဒဆိုင်ရာအကြီးအကဲကဥရောပဟာရုရှားနဲ့ပတ်သက်ရင်ကိုယ်စွမ်းရည်ကို short တွက်နေခဲ့တာပါ။ကျမတို့ကိုကိုကိုယုံကြည်မှုပူရှိတင့်တယ်ဆိုတာသိကြပါတယ်ပြီးတော့အမေရိကန်ကကျမတို့ရဲ့အကြီးမားဆုံးမဟာမိတ်ဖြစ်နေသေးပါပဲကျမတို့ကလည်းသူတို့ရဲ့အကြီးမားဆုံးမဟာမိတ်ဖြစ်နေသေးပဲလို့ပဲကျမသဘောပေါက်ပါတယ်လို့ပြောကြခဲ့ပါတယ် ဂျာမနီနိုင်ငံမှာတော့တုံ့ပြန်မှုကနည်းနည်းပိုပြင်းထန်ပါတယ်။ဂျာမနီနိုင်ငံသားယူဝန်ကြီးကမူဝါဒနဲ့ပတ်သက်ပြီးတော့ပြင်ပကဝင်ပြောတာမျိုးမလိုအပ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။ဂျာမန်နိုင်ငံသားယူဝန်ကြီးကကျွန်တော်တို့ရဲ့မဟာမိတ်ဖွဲ့မှုဟာတူညီတဲ့တံပိုးထားမှုတွေအပေါ်အခြေခံထားတာအမှန်ပါပဲ။ ဒါပေမဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တူလွတ်လပ်တဲ့လူအဖွဲ့အစည်းတိစောက်ပုံတို့လိုကိစ္စရပ်တွေကတော့အနည်းဆုံးဂျာမနီနိုင်ငံမှာတော့ဒီအကြောင်းအရာတွေနဲ့မသက်ဆိုင်ဘူးလို့ယုံကြည်ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘယ်သူစီကအကြံဉာဏ်မှလည်းမလိုအပ်ဘူးလို့ယုံကြည်ပါတယ်လို့ပြောပါတယ်။ဒါပေမဲ့ဥရောပနိုင်ငံတွေမှာယဉ်ကျေးမှုပြောက်ွယ်မှုဆိုပြီးတော့ခေါ်ဝေါ်ဆွဆွေးထားတဲ့စာမျက်နှာ33မျက်နှာပါ ပြင်းထန်တဲ့စာတမ်းနဲ့ပတ်သက်ပြီးတော့ဘယ်ဥရောပခေါင်းဆောင်ကမှသမ္မတထရမ့်ကိုပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးမရှိပါဘူးအတလန်တိတ်သမုဒ္ဒရာဖြတ်ကျော်မဟာမိတ်ဆက်ဆံရေးကိုထိမ့်သိမ့်ဖို့က EU ရဲ့ထိတ်တန့်ဦးစားပေးဖြစ်ပုံရပြီးတော့ပြန်တိုက်ခိုက်လိုက်ရင် သူတို့အတွက်အကျိုးမရှိမှာကိုစိုးရိမ်နေပုံရပါတယ်။လေလာသုံးသက်သူတွေကတော့အခုလိုငြိမ်နေကြတာဟာဒီဝေဖန်မှုတွေကအစ်အစမ်းမဟုတ်လို့ဖြစ်တယ်လို့ဆိုကြပါတယ်။အမေရိကန်ဒုတိယသမ္မတ GD Banks ကဒီနှစ်အစောပိုင်းကမြူးနစ်မြို့မှာဥရောပအစိုးရတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြောဆိုခဲ့ဘူးပါတယ်။ဒီတက်ရောက်မှုတွေကိုမကြခင်ဥရောပတက်လွှားမှာကျင်းပမယ်။အရေးကြီးတဲ့ရွေးကောက်ပွဲတွေမှာတွေ့မြင်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ အိန္ဒိယနိုင်ငံဂိုအာပြည်နယ်မှာစနေနေ့ညက night club party တစ်ခုမှာဝမ်းနည်းပွေမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးတော့လူအနည်းဆုံး25ဦးတည်ဆုံးခဲ့တယ်လို့ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာငမေကြီး Romeo Lane night club ထဲကလူတွေကိုကယ်ထုတ်ပြီးတော့တညလုံးမီးငြိမ်တက်ခဲ့ကြပါတယ်။ဂက်ဆိုးပေါက်ကွယ်မှုကြောင့်စတင်လောင်ကျွမ်းတာလို့ယူဆနေကြတယ်လို့ဒေတာတွင်းမီဒီယာက ဖော်ပြထားကြပါတယ်။တည်ဆုံးသူတွေရဲ့ရုပ်အလောင်းအလုံးကို ပြန်လည်ရှာဖွေရရှိထားပြီလို့လည်းအာဏာပိုင်တွေကပြောဆိုထားပါတယ်။ဂိုအာပြည်နယ်ဟာအိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့ပြည်နယ်လေးတစ်ခုဖြစ်ပြီးတော့နေစဉ်ခရီးသွားတန်းနေချီလာရောက်ကြတဲ့နာမည်ကြီးခရီးသွားနေမည်လည်းဖြစ်ပါတယ်။ဒီဖြစ်ရနေပတ်သက်ပြီးတော့ပြည်နယ်အစိုးရကစုံစမ်းစစ်ဆေးရေးအမိန့်ထုတ်ထားပြီးတခြားပြောပြေးနိုင်ကလပ်တွေကိုလည်းမီဘီအန်ဒီကင်းရှင်ကြီးစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာပြုထားပါတယ်။ဂိုအာပြည်နယ်ဝန်ကြီးချုပ်ပရာမော့ဆောဝန်က ဒါဟာဖြစ်ကိုမဖြစ်တဲ့ဝန်내ဘွယ်ဖြစ်ရတဲ့ခုပါဒီနိုင်ကလန်ဟာရှိရမယ်လို့ငင်းလိုက်စင်မရှိပဲလေပက်နေခဲ့တာဖြစ်ပြီးတော့အဲ့ဒီပေါ်ဆမှုကြောင့်မီးလောင်မှုဖြစ်ပေါ်ခဲ့တာပါဟိုတယ်ဝန်ထမ်းတွေနဲ့ဧည့်သည်3-4ဦးဟာအသက်ရှူချက်သေဆုံးခဲ့ရပါတယ်လို့ပြောသွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေအတွင်းအိန္ဒိယနိုင်ငံမှာမီးလောင်မှုတွေကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်ပြီးခဲ့တဲ့မီလမှာ Hyderabad မြို့မှာမီးလောင်မှုကြောင့်လူ16ဦးသေဆုံးခဲ့ရပါတယ်

ုလက်ရှိနေထားသည့်တော်လန်နိုင်အောင်ပြုလုပ်ခဲ့ကြသူတွေထဲမှာ CDM ဝန်ထမ်းတွေဟာအ धिक နေရာကပါဝင်ခဲ့ကြသူတွေဖြစ်တယ်။စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့ CDM ဝန်ထမ်းတွေကြောင့်စစ်တပ်ဟာအစိုးရရန်နရာတွေမလဲပတ်နိုင်တော့တဲ့အတွက်အခက်အခဲများစွာဖြစ်စေခဲ့တယ်။အခုထိလဲသူတို့အကျက်တွေ့နေရဆဲဖြစ်တယ်။ဒီလိုပြည်သူအတွက်တောင်းဝန်ကြေခဲ့တဲ့ CDM သမားမောင်လုံးမွေးမိသားစုမှာနှစ်ယောက်တောင်ရှိလို့ဂုံယူမိတာအမှန်ပါပဲ။ CDM ပြုလုပ်ခဲ့တဲ့သူတွေဟာ ဝန်ထမ်းတွေအဖြစ်အတံမွေးဝမ်းကြောင်းပြုခဲ့ကြသူတွေဖြစ်ပါတယ်။ဒီတော့စီဒီအန်သမားအများစုဟာဘာမှထုတ်ထုတ်ထဲထဲရှိကြတာမဟုတ်ပါဘူး။ဒါပြင်ဝန်ထမ်းလှုပ်သက်ကြာခဲ့ရင်ကြာခဲ့သလို အခြားလူတွေကိုမလှုပ်တက်လှုပ်ဖို့လည်းခက်ခဲပါတယ်။အရွယ်ရှိသေးတဲ့စီဒီအန်ဝန်ထမ်းတွေတောင် အခြားလူကို ပြောင်းလှုပ်ကြရမှာအခက်ခဲရှိတယ်ဆိုတော့အရွယ်လွန်ကားစားစီဒီအန်ဝန်ထမ်းတွေအဖို့ပိုပြီးခက်ခဲပါတယ်။ရုံးမတက်နဲ့ရုံးထွက်တဲ့ပြည်သူတွေကကြွေးကြော်ခဲ့ကြတယ် ပြည်သူတွေနဲ့တသားတည်းရှိတဲ့ဝန်ထမ်းတွေအားလုံးယုံထွက်ခဲ့ကြတယ်။စီဒီအမ်ဝင်ခဲ့ကြတယ်။ပြည်သူတွေကကြွေးထားမှာဗျ။စီဒီအမ်ဝန်ထမ်းတွေကိုအားပေးကြွေးကြော်ခဲ့ကြတယ်။ဒါပေမဲ့လည်းရေရှည်မှာတော့ပြည်သူတွေခင်ဗျာလဲစစ်တပ်ရဲ့မီးရှို့ဖျက်ဆီးတဲ့ဒဏ်ကိုခံရတာကတစ်ဖက်။ဒေါ်လန်ရေးရဲ့ဝန်ကိုထမ်းထားရတာကတစ်ဖက်နဲ့ဘယ်တက်နိုင်မှာလဲဗျာ။မောင်လူမွေးတယောက်တောင်ကိုမိန်းမစီဒီအမ်ဆီယာမမစ်မွေးကိုဝါဝါလင်လင်မကြွေးနိုင်လို့မစ်မွေးခင်ဗျာ သူ့ဘာသာသူရုံးကန်ရှာဖွေနေရတာဒီကနေ့ထိပါပဲ။စီဒီအန်ဝင်ကြတာချင်းတူရင်မြို့ပေါ်မှာနေထိုင်တဲ့စီဒီအန်ဝန်ထမ်းတွေကပိုးကြက်တဲကြပါတယ်။တင်မောတီထောင်းကိုလှဲကလေးနဲ့ရောင်းနေတဲ့ဆံမာလေးစပိန်တော့ကရေခဲပုံးတင်ပြီးရေခဲချောင်းရောင်းနေတဲ့မောင်လမွေးနောင်တော်စီဒီအန်ကျောင်းဆရာကုံစိမ့်လှဲရောင်းနေကြတဲ့ကျောင်းဆံမာကြီးနဲ့ဆရာကြီးလင်မယား၃မိတ်တစီမှာအခုပေါင်းသမားအဖြစ်လိုက်နေတဲ့မောင်လမွေးစာပေညီငယ်စီဒီအန်ကျောင်းဆရာလေးအလားပြင်ဆိုင်မှာအခုအဖြစ်လှုပ်လှုပ်နေရတဲ့ မစ်မွေးရဲ့လုပ်ပေါ်ကိုင်ဘက်သားတယောက်နဲ့မုံဆိုးမဆီယာမလေးဒီလိုဖြစ်ပြနေတာတွေရေးရရင် မောင်လူမွေးတိတာတွေအများကြီးပါအကျွေးမဆက်နိုင်လို့တိမ်ငယ်စိတ်ညစ်နေရှာတဲ့မစ်မွေးရဲ့တငယ်ချင်းဆီယာမတယောက်အတွက်တော့သူစိတ်ချမ်းသာဖို့သူ့အကျွေးမစ်မွေးကကြားထဲကဝင်ကူဆက်ပေးခဲ့တဲ့အတွက်မောင်လူမွေးတာလို့ခေါ်ရပါတယ်ကြားထဲကသူ့တငယ်ချင်းအကျွေးကိုဆက်ပေးတယ်ဆိုလို့ကိုယ်အစင်သင်းရှိတာထုတ်ဆက်ပေးလိုက်ရတာမျိုးမဟုတ်ပါဘူးကိုယ်တိုင်လောက်ကန်ရှာဖွေပြီးရလာတဲ့ပိုက်ဆံနဲ့ဆက်ပေးခဲ့ရတာဖြစ်ပါတယ် လူကိုလူကမကူညီရင်ဘယ်နှက်ကလာကူညီမှာလဲဆိုတဲ့ကဗျာဆရာလှတန်းရဲ့ကဗျာစာသားကိုအမှတ်ရသွားတယ်။ CDM ကို CDM ကြီးမကူညီရင်ဘယ်ပုဂ္ဂိုလ်ကလာကူညီမှာလဲဆိုတဲ့အခြေအနေကိုစိုက်နေတာကို CDM ဝင်ကြတယ်ဆိုတာအများစုကစစ်အာဏာရှင်ကိုမကြိုက်လို့ဝင်ကြတာဖြစ်တယ်။အများဝင်လို့လိုက်ဝင်တဲ့သူအခြေအနေအရမဝင်မဖြစ်လို့ဝင်ရတဲ့သူအချို့လည်းရှိတယ်ဆိုတာကတော့မောင်လုံးမွေးကိုတွေအရာတိနေမြင်နေရပါတယ်။ဒီလိုလူတွေအများစုဟာတော်လန်နေမြေမှာအလုံးလုံးကြတဲ့အခါ စီရင်နာနေပြီးရေသာခိုတတ်တဲ့အချင်းရှိတာကိုတွေ့ရတော့တာပါပဲ။ယုံကြည်ချက်ကအရေးကြီးတယ်လို့အစင်အဆက်ပြောခဲ့ကြတာသိမ့်မှန်လာပေါ့။မောင်လုံမွေးနဲ့မင်းစွေးကိုဘာကြောင့်စီရင်ဝင်ခဲ့သလဲလို့မမေးဘူးပါဘူး။ဒါပေမဲ့မင်းစွေးသူစီရင်ဝင်ရတဲ့အကြောင်းကိုသူများတွေကို ပြောပြတာကိုတော့ဘေးနားကနေနားထောင်ပူပါလေ။စစ်အာဏာရှင်ကိုတော့ကျမလည်းမကြိုက်ဘူး။ရွေးကောက်ဝဲလို့တော့ကျမတို့မဲယုံမှုလုပ်ရတယ်။မဲရလေမှန်တယ်။ NLD အပြတ်သက်နိုင်တာလေမှန်တယ်။ အဲ့ဒါကိုမဲစင်းမားပါတယ်လို့စစ်တပ်ကပြောပြီးအာဏာသိမ်းတော့ကျမတို့မဲယုံမှုလုပ်တဲ့ဆီယမ်မတွေကိုလူလိမ်နေပါလို့ပြောတာနဲ့အတူတူပဲစော်ကားတာပဲလေအဲ့ဒီတော့ကိုယ့်ကိုလူလိမ်လို့ဆွတ်ဆွဲတဲ့စော်ကားတဲ့လူတွေလက်အောင်မှာဘာလို့ဝင်နေလို့ရမှာလဲလို့ဆိုသည်ဗျာအခုတော့စစ်အာဏာရှင်ကိုမကြိုက်တဲ့ဂုံသိက္ခာကိုအစော်ကားမခံတဲ့မစ်မွေးတယောက်တင်းနန်းဆီယမ်မတစ်ပိုင်းတောချောင်းဆီယမ်မတစ်ပိုင်းဖြစ်နေပါပြီသူတငယ်ချင်း CDM ဆီယမ်မတွေလည်းအစဉ်ပြေးသည်ဖြစ်စေမပြေးသည်ဖြစ်စေ၅နှစ်တာကာလအတွင်းမှာ သူ့နေရာနဲ့သူနေသားကြကြပါပြီ။မောင်လုံးမွေးရဲ့မိတ်ဆွေဦးစီးရာရှိကနေထွေးအုပ်စီရေးအဆုံးစီဒီယံဝန်ထမ်းတွေလည်းပြည်ပမာရောတောထဲမာရောထောင်ထဲမှာပါနေသားကြတဲ့တလောက်ကြကြပါပြီ။နိုင်ငံရဲ့တော်လှန်ရေးဟာပိုးပြီးပြင်းထန်လာတယ်။ဒုက္ခတွေဟာပိုးပြီးနှက်ဆိုင်လာတယ်။ပြဿနာတွေဟာလည်းပိုးပြီးရှုပ်ထွေးလာတယ်။နိုင်ငံရဲ့လက်ရှိသမိုင်းဟာစီဒီယံဝန်ထမ်းတွေကိုအာဏာသိမ်းစစ်တပ်လက်အောက်မှာတောင်းဝန်မထမ်းဆောင်ခြင်းအပြင်ဒေါ်လာရင်းနဲ့လူလူအတွက်အလုပ်လုပ်ကြဖို့ ထပ်ဆင့်တောင်းဆိုနေခဲ့ပြီ CDM ကို CDM ကမကူညီရင်ဘယ်နှက်ကလာကူညီမှာလဲအုတ်ချုပ်ရေးကျမ်းမာရေးပညာရေးမှာနားလေတက်ကြွတဲ့ CDM တွေကမကူညီရင်ဘယ်နှက်ကလာကူညီမှာလဲခေဝန်ကိုထမ်းနိုင်ပြီးခေလန်းကိုကောင်းကောင်းရှောင်နိုင်တဲ့ CDM တွေ များသရက်များပါစေလို့မောင်လူမွေးဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာမောင်လူမွေး မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး MCDM အဖွဲ့သားများရဲ့သတင်းနဲ့အတူလူမှုစကားသံအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘိန်းဆိုင်ပြိုထုတ်လုပ်မှုကအခြားသည့်နဲ့အစားအသောက်လုပ်ငန်းတစ်ခုလိုတွင်တွင်ကျဲကျဲဆောင်ရွက်လာကြပြီးကမ္ဘာဘိန်းဆိုင်ပြိုထုတ်လုပ်မှုထိပ်တန်းနိုင်ငံအဖြစ် UNODC ကသုံးနှစ်ဆက်တိုက်ဖော်ပြလာပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်ခင်ဗျာတနင်္ဂနွေလုံးဘိန်းဆိုင်ပြိုထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းနီးပါးရှိတဲ့ရှမ်းပြည်နယ်မှာ ခြားသီးနှံဈေးကွက်တွေဇက်တိုက်ကျဆင်းလာတဲ့အတွက်ဘိန်းကိုအစားရိုးသီးနှံအဖြစ်ပြန်လည်စိုက်ပျိုးလာကြတာဖြစ်ပါတယ်ဒီဇင်ဘာ3ရက်နေ့မှာကုလသမဂ္ဂမူရစည်းဝါနဲ့ရာဇဝတ်မှုဆိုင်ရာဖွဲ့ရုံး UNODC ကကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်သူထိပ်တန်းနိုင်ငံအဖြစ်မြန်မာနိုင်ငံကို၃နှစ်မြောက်ကြီးညာလိုက်တယ်လို့တိုးလာတဲ့စိုက်ဧကတွေကိုဖော်ပြလာတာနဲ့ပတ်သက်ပြီးအဲ့ဒီဒေတာကိုကျွမ်းကျင်သူတို့ကအခုလိုပြောပါရခင်ဗျာစိုက်ချင်လို့စိုက်ကြတာအခုကလေစိုက်ချင်လို့စိုက်ကြတာ market ပို့ပြီးတော့ 西罗赛达，no、的不咯？不巴塞古西罗赛达，西罗赛古那路啵？伊那路咪有，伊屋里收某某，他人家爸妈咪西罗哩，咪西罗来开车咯。古那古古那得了呗？伊那路咪古那收咯，住的来就庙里阿啥古龙，比咋啦？比阿老哩，庙里比的，庙里阿比的，哎，哎，路的去哒，哎哟，古那海的罗巴生哩，只讲啊，咪呀罗不咯？咪呀，克爸妈西哩的，只讲咪。 ဆရာချွန်တော့အကုန်လုံးမြန်မာပြည်မှာလာပြီးတော့ဟို market လာဝင်ကြတဲ့ပုံမှာရှိတယ်လေ2021ခုနှစ်အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာဘင်းကင်းတွေကိုတကွင်းနဲ့တစ်ဆက်တည်းကြဲကြဲပြန့်ပြန့်နဲ့ပေါ်ပေါ်တင်တင်စိုက်ပျိုးလာကြပါတယ် UNODC ရဲ့ထုတ်ပြန်ချက်အရဘင်းစိုက်ပျိုးတဲ့ဧကကတသိန်း3250ဧကရှိလာပြီးဒီပမာဏကကမ္ဘာထိပ်တန်းဘင်းစိုက်ပျိုးသူနိုင်ငံဖြစ်လာတဲ့2023ခုနှစ်ကထက် အေက15000ပို့ပြီးစိုက်ပျိုးထုတ်လုပ်လာတာဖြစ်ပါတယ်။ရှမ်းပြည်နယ်ကတော့2023ခုနှစ်ကထက်13500เอกပို့များလာပြီးလက်ရှိမှာတော့33250เอกအထိစိုက်ပျိုးထုတ်လုပ်လာတာဖြစ်ပါတယ်။2025ခုနှစ်ဘိန်းရာသီအစမှာတော့ဘိန်းစိန်တပိတ်တာကို73သိန်းဝန်းကျင်ကနေ75သိန်းထိမြင့်တက်လာခဲ့ပြီးဘိန်းမျိုးစိတ်မြေစီအပြင်စိုက်ပျိုးစရိတ်တွေကိုပါကြိုတင်ထုတ်ချေးလာတာဖြစ်ပါတယ်။ဒါကြောင့် မီယူဖလာဘိန်းဆိုင်ပြုတ်ခဲ့တဲ့ဒေသတွေအပြင်အခြားသီးနှံဆိုင်ပြိုးသူတောင်သူတွေလည်းဘိန်းကို အခြားဟင်းသီးဟင်းရွက်အစားထိုးသီးနှံအဖြစ်ပြန်လည်ဆိုင်ပြိုးလာကြပါတယ်။ဒီအချိန်ဒီကိုရှမ်းပြည်တောင်ပိုင်းမှလဖက်ကော်ဖီဟင်းသီးဟင်းရွက်ဆိုင်ပြိုးသူတောင်သူတို့ကအခုလိုပြောပါရခင်ဗျာ။ကျွန်တော်အမည်ကတော့အကူအနေငါရေးရဆိုချာပနာဟိုဂျီနီယာဒီဖက်ကမှစုမမှုဟာဟိုမရှိမှပူပြီးတော့လွယ်ရတဲ့ဟာကိုလုပ်လာကြတာ။ ဟိုဒီသတိနာသာသူလုပ်လေတဲ့သဘောမျိုးလည်းမဟုတ်ဘူး။ဒီတော့ဘင်းသာသူဒီနာဆိုပြီးတော့တန်တဲ့ဒီနာလေးကျွန်တော်တို့ဟိုလုပ်လာခဲ့တိုင်းနေတော့ရင်လေအကူဒီဒီနာသာသူလုပ်တဲ့လူတော့မဟုတ်ဘူး။ဒီငွေရပေါ်ဒုံစားကန်စားဖြစ်တဲ့ခါကျတော့ငွေရပေါ်ရလန်းလွေတဲ့ဟာမြို့မြို့မြေမြေရတဲ့ဟာကိုလုပ်လာကြတယ်။ဒီဘက်မှာဆိုရင်တော့ဒီကစီဆောင်ဆိုင်တယ်။ဘင်းကတော့ဒီကျွန်တော်တို့ပေါင်းခြင်းမှာတော့ဟိုဒီကတော့ မဆိုင်ဘူးအေးနည်းနည်းလက်ဆောင်မပြီးတဲ့နေရာမှာစိတ်ကောင်းစိတ်မနေနဲ့လူချစ်ပြတ်တဲ့နေရာအဒီကတော့နိုင်ငံကြီးချင်းဒီဘောလီဟိုကကလည်းမစုံမနိုင်ဒီဘောလည်းမစုံမနိုင်ဆိုရင်နေရာမျိုးမှာအထွတ်ထုံနေဒီလူတွေမထွတ်ထုံနေတဲ့အဲကွာလာမှာဟိုတူချေစိတ်လာကြတယ်အဲဒီအဖြစ်အရမ်းမြန်မာနိုင်ငံဟာကမ္ဘာဘိန်းအများဆုံးစိုက်ပျိုးသူနိုင်ငံအဖြစ်၃နှစ်ဇက်တိုက်ရပ်တည်နေသလိုစိုက်ဧကတွေတိုးလာတာကလည်း အကြမ်းဖက်စစ်တပ်ရဲ့အာဏာဖြန့်ကျက်နိုင်တဲ့နယ်မြေကျဉ်းမြောင်းသွားတဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်နေသူတွေလည်းရှိပါတယ်။ခုကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အပေါ်ဘက်မှာလည်းဒူ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 းအမင်းကဒူးဒူးကအာဏာကျဉ်းရကတော့ကျဉ်းသွားပြီ။ကျဉ်းသွားတဲ့အခါကျတော့ဆိုရမှာပေါ့သူလည်းခုနဲ့အပိုင်ဆိုမှာပေါ့ UNODC ရဲ့ထုတ်ပြန်ချက်အရဘိန်းဆိုင်ဧကရီကရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်မှာ16025ဧကရီ ချင်းပြည်နယ်မှာ2600เอกာကယားပြည်နယ်မှာ1590เอกာနဲ့စကိုင်းတိုင်းက1380เอกာနဲ့ဘိန်းအများဆုံးစိုက်ပျိုးတဲ့ထိပ်တန်းနိုင်ငံအဖြစ်ကြီးညာခံရပြီးသုံးနှစ်အတွင်းပထမဆုံးစိုက်เอกာစည်ရင်တက်လာတဲ့အကြီးဆုံးတိုင်းဒေသအဖြစ် UNODC ရဲ့စည်ရင်မှာပါဝင်လာတာဖြစ်ပါတယ် UNODC ရဲ့ထုတ်ပြန်ချက်မှာဘိန်းစိုက်เอกာတွေဆက်လက်ချဲ့ထွင်လာနိုင်ကြောင်းခန့်မှန်းထားသလိုနိုင်ငံရေးအခြေအနေတွေအရလည်း ဆိုက်ပျိုးသီးနှံတွေပုံမှန်ကုန်သွယ်နိုင်ဖို့ခံမှန်းရခတ်တဲ့အခြေအနေဖြစ်နေတာကဈေးကွက်တည်ကြတဲ့ဘိန်းဆိုက်ပျိုးထုတ်လုပ်မှုကိုပိုပြီးချက်ထွင်လာနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ။ Help preserve our culture and uplift our voices. The rich stories of our culture are at risk of being forgotten. Your gift can uplift voices and preserve our culture today. Support our culture, donate now.